နွမ်းပါတဲ့ဘွားကလည်းချစ်သူအရွေးမှန်လို့ထိပေါက်တယ်လို့ချမ်းသာသွားတဲ့မင်းသမီး၃ယောက် ပရိသတ်များအလုံးမင်္ဂလာပါရှင်ရွှေမန်လေး channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုထဲမှာတော့စီးရင်နွမ်းပါပဲမဲ့ချောမောလာပါတဲ့ရုပ်ရည်နဲ့လူရွေးမှန်တဲ့ချစ်သူကြောင့်ထိပေါက်သလိုချမ်းသာသွားတဲ့အမှုပညာရှင်တယောက်ဆောင်မင်းသမီး၃ယောက်ကိုတင်ဆက်ပေးမှာပါနံပါတ်၁ပိုးကြဖြူခင်မင်းမြင့်မို့လို့ပဲ MRTV 4တယောက်ဆောင်မင်းသမီးတယောက်ဖြစ်တဲ့ပိုးကြဖြူခင်ဟာတာမန်လူလက်တန်းစားမိသားစုကနေထိတ်တန့်မင်းသမီးဖြစ်လာတဲ့သူပါဒါပေမဲ့ပိုးကြဖြူခင်ကအခုချိန်မှာတော့ရတနာဆိုင်တွေကိုပိုင်ဆိုင်ပြီးရကြီးကြီးတက်ချမ်းသာကြွားတဲ့ထိတ်တန့်သတိမကြီးဖြစ်နေပါ ပါပြီ။ပိုးကြပြုခင်တရားအချင်းတို့တွင်မှချမ်းသာသွားတာကတထေးကြီးကိုထွန်ဝင်းကောင်ပီကေထွန်းကိုလက်ထလိုက်လို့ဖြစ်ပါတယ်။နံပါတ်1နော်ဖော့ရဲ့ထား စင်ရနွန်ပါတဲ့ဘဝကနေရုတ်တရက်ချက်ချင်းဆိုသလိုချမ်းသာပြီးတော့ကဘာပတ်နိုင်တဲ့ဒီချမ်းသာကြွယ်ဝသွားတဲ့မြန်မာတရုတ်ဆောင်မင်းသမီးတယောက်ကတော့တရုတ်ဆောင်နော်ဖော့ရဲ့ထားပါအာလုံးတိကျတန်တရုတ်ဆောင်မင်းသမီးနော်ဖော့ရဲ့ထားကအစောပိုင်းမှာတော့တာမန်ကျောင်းသူလေးတယောက်ပါနော်ဖော့ရဲ့ထားရဲ့မိဘတွေဟာတာမန်လူရန်စားတွေဖြစ်ပါတယ်နော်ဖော့ရဲ့ထားကရင်ပအိုးကပြားမလေးဖြစ်ပြီးတော့နေကလာတာဖြစ်ပါတယ်မန္တလေးမြို့မှာနိုင်ငံခြားဘာသာတက္ကသိုလ်မှာပညာသင်ကြားခဲ့ရပါ အရင်နောက်မှာတော့ Nova ရထားရဲ့ရုပ်ရည်ချောမောလှပမှုတွေကြောင့်မန္တလေးတိုင်းတစ်ခုလုံးရဲ့တက္ကသိုလ်ကျောင်းပေါင်းစုံအလှပရင်မှခွင်းဖြစ်ခဲ့ပါတယ်။အရင်ကနေမှတဆင်ကျော်ညာတွေဓာတ်ပုံတွေရိုက်ရင်းနဲ့ Nova ရထားဟာတဖြည်းဖြည်းနဲ့အနုပညာလောကတွေကိုဝင်ရောက်ခဲ့ရပါအခုချိန်မှာတော့ Nova ရထားကမြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ဒါကြောင့် Nova ရထားရဲ့ဝင်ငွေကမထင်မှန်လောက်အောင်များပြားပါတယ်။ဒါအပြင် Nova ရထားအခုချိန်မှာမြန်မာပြည်ရဲ့ထိပ်တန်းအချမ်းသာဆုံးတတိကြီးတစ်ယောက်ဖြစ်တဲ့ကိုထက်ခိုင်ဝင်းနဲ့ချက်ကြိုင်နေရပါ။ဒါကြောင့်လည်း Nova ရထားကဘာပေါ်ကနိုင်ငံတွေတော်တော်များများ များကိုလေပတ်နိုင်နေပါပြီ။ဟိုတလော်ရုံးကဆိုရင်နော်ဖော့ရထားကဒူဘိုင်းမြို့မှာတတိမကြီးလိုနေထိုင်ပြနေပါတယ်။အထူးသဖြင့်နော်ဖော့ရထားရဲ့ချစ်သူကိုထက်ခိုင်ဝင်းဟာမြန်မာနိုင်ငံမှာရုပ်ရှင်ထုတ်လုပ်ရေးအပါအဝင်စီးပွားရေးလုပ်ငန်းများစွာကိုလေပတ်နေရပါ။ဒါကြောင့်လည်းနော်ဖော့ရထားကတော်တော်လေးချမ်းသာနေပါပြီ။နော်ဖော့ရထားမြန်မာနိုင်ငံမှာဆင်းရဲတဲ့ဘဝကနေထိတ်တန့်တတိမကြီးအလင်းမြန်ဖြစ်လာတဲ့မင်းသမီးတစ်ယောက်ပဲဖြစ်ပါတယ်။ နံပါတ်3မင်းမြင့်မိုရုတ်တရက်ကြီးမျက်လဲပြသလိုချမ်းသာသွားတဲ့မင်းသမီးတွေထဲမှာရှိနေရကမင်းမြင့်မိုပါအစောပိုင်းမှာတော့မင်းမြင့်မိုဟာတာမန်စားနိုင်တောင်းနိုင်လူလက်တန်းစားမိသားစုကပါဒါပေမဲ့မင်းမြင့်မိုဟာအနုပညာအလုပ်တွေကိုဝါသနာပါတာကြောင့် MRTV4 ရုပ်သံလိုက်မှာတရုပ်ဆောင်ဖြစ်ရွေးချယ်ခံရင်းနဲ့ရုပ်သံဇလန်းသွဲမင်းသမီးဖြစ်လာပါရယ် မင်းမြင့်မွာရုတ်တန်ဇလန်းတွဲနေတိုင်းမှာကြာရဇက်ရုတ်တိုင်းကိုအကောင်းဆုံးသယောက်ဆောင်နိုင်ပါတယ်။ဒါအပြင်မင်းမြင့်မွာကအရင်အမောင်းနဲ့အလှတရားတွေကထိတ်တန်းမင်းသမီးတယောက်ရဲ့အရေးချင်းနဲ့ပြည့်စုံနေပါတယ်။ဒါကြောင့်လည်းမင်းမြင့်မွာဇလန်းတွဲမင်းသမီးအဖြစ်ကနေထိတ်တန်းရုပ်ရှင်မင်းသမီးဖြစ်လာပါတယ်။အခုချိန်မှာတော့မင်းမြင့်မွာကအကယ်ဒမီဆုရရှိထားတဲ့ပထမဆုံး MRTV4 မင်းသမီးဖြစ်လာသလိုရုပ်ရှင်ဇာတ်ကားပေါင်းများစွာကိုလက်ခံရိုက်ကူးနေပါပြီ။ဒါကြောင့်မင်းမြင့်မွာရဲ့ဝင်ငွေကအမကန်းများပြားနေရပါ။ဒီလိုချိန်မှာမင်းမြင့်မွာကသူမရရှိထားတဲ့အနုပညာကြီးတွေနဲ့ပကံမဟာ ေါ်တဲတဲပြီးတော့ပိုးတဲ့တိုက်တဲကကိုပိုင် brand နဲ့အလောက်ကောင်ပစ္စည်းတွေကိုပါတင်ပို့ရောင်းချနေပါတယ်။ဒါကြောင့်လည်းမင်းမြင့်မို့ရဲ့ကျွမ်းဝချမ်းသာမှုတွေကဒီအချိန်မှာအမခန်းများပြားလာပါပြီ။အစောပိုင်းမှာတော့မင်းမြင့်မို့ဟာတာမန်မင်းကလေးတယောက်ပါ။ဒါကြောင့်မင်းမြင့်မို့ဟာအချိန်တိုတွင်ချမ်းသာလာတဲ့မင်းသမီးတယောက်ပဲဖြစ်ပါတယ်။ဒါကလည်းမင်းမြင့်မို့ဟာချစ်သူခရိုနီတထေးကြီးကြောင့်လို့ဆိုကြပါတယ်။အခုပြပြခဲ့ရတာကတော့အချိန်တိုတွင်မှာထီပေါက်သလိုထိတ်တန်းတထေးမကြီးဖြစ်လာတဲ့မင်းသမီးတယောက်ပဲဖြစ်ပါတယ်။အဆုံးတကြီးရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။